မင်္ဂလာပါလို့ရှိဥစားပြီးနှုတ်ဆက်လိုပါတယ်ကျွန်တော်ရဲ့ Lord Tiger Channel ကိုနေ့ရက်တိုင်းအပိတဲ့ဒီတိုင်းလည်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်မယ့် view လေးကတော့ view ရဲ့ view file လေးဖြစ်တယ်ဒီလိုကလားစကြရအောင်ဆိုရတူကလုံးတဲ့ရေကောက်ဝတ်အစဂရေကမောင်ဒူဘရီဒီလက်တလုံးရရွေးငါခွေးတူရလားဟိုပေါင်ကလိုက်ဒီပေါင်ကလိုက် ဒီပေါင်းကလိုက်ဟိုပေါင်းကလိုက်ဒီကမ်းရှိတဲ့ရေကပွဲမှုမဲစင်မာလာလောက်ကဒီမွာစကားတွေထဲတော့မပြောနိုင်ဘူးပါဘူးချီတုံးစက်ကူဒီနေ့ကတော့ပထမဦးဆုံးကချင်ပြည်နယ်စီရဲ့သတင်းကို ပြောပြချင်တယ်။ကျတော့အားလုံးကြားဖို့မှာပါမချမ်းပေါ်မချမ်းပေါ်ဆိုတာပို့တော့မြန်မာမြေပုံရဲ့ ကောင်းဘက်မှာရှိတယ်မချမ်းဘောနဲ့နောင်မွန်းကြားမှာရှိတဲ့စစ်ခွေးတီရဲ့စခန်းကို မနေ့ကအော်တိုဘာလ14ရက်နေ့မှာတိုက်ပိုက်နိုင်ခဲ့ပြီးဆိုတော့အခုတနေ့ကတော့ ခွန်လန်ဖူးမှာရေးကြီးတဲ့စစ်ခွေးစခန်းကိုတင်ပိုက်နိုင်ခဲ့တယ်။အခုဒီပူတာဦးဘက်မှာကတခါလေးဗာပြောချင်လဲဆိုတော့မြစ်ကျနနဲ့ဖကတ်မှာတော့စစ်ခွေးတွေဘက်ကနေမှညစေနိုင်ကနေမနဲ့လေးနိုင်ထိလုံးဝမထွက်ရတဲ့မာရှယ်လောထုတ်ထားတဲ့လူ9ယောက်တဲ့ပိုပြီးမှမစုယုံရဘူးဆိုတော့စစ်ရှုံးကောင်စီရဲ့ အကြောက်မာရှယ်လောတွေထုတ်ထားပြီးဆိုတော့အခုပူတာဦးမှာတော့ဒါမျိုးမာရှယ်လောတွေမထုတ်ထားဘူးဒါပေမဲ့ပူတာဦးမှာရှိတဲ့ပြည်သူလူထုတွေလေရင်ကိုအထူးသဖြင့်သတိပြုကြပါလို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အခုတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နိုင်ဖို့ရှိတယ် ပြီးရင်နောက်တစ်ခုကတော့ဒီပူတာအူခရိုင်တစ်ခုလုံးမှာ အော်တိုဘလာ၃ရက်နေ့ကနေမှမင်းစင်းတွေကိုကတ်ထားတယ်ဒါပေမဲ့လာကြည့်တဲ့သူမရှိဘူးလို့သိရတယ်အခုလာကြည့်တဲ့သူမရှိတဲ့အတွက်ကြောင့်ရက်တိုးပေးတာတွေရှိတယ် Thanksgiving month ဖြစ်တဲ့အတွက်ကြောင့်နေရာတီတီထဲမှာကောက်တစ်စားတာတွေရောနော်ကျေးဇူးတော်ချီးမွမ်းခြင်းတွေလုပ်နေကြလိမ့်မယ်ဒါပေမဲ့လူစုလူဝေးခြင်းကိုအထူးသဖြင့်ရှောင်ကျင်ကြပါလို့ပြောချင်တယ် နော်ပြီးလို့ရှိရင်အခုဒီ white mall လမြောင်ဘက်မှာလည်းအခုဒီတရက်နေ့ရက်မှာတိုက်ပွဲမရှိဘူးဒါပေမဲ့စစ်ခွေးတွေဘက်ကနေမှလက်နက်ကြီးတွေနဲ့နေ့တိုင်းပြခတ်တဲ့လေရင်နဲ့ဘုံကျဲတဲ့ခုမကြခင်မှာလည်းတိုက်ပွဲတွေဆက်လက်ပြီးဖြစ်ပွားလာစရာကြောင်းရှိတယ်။ဘာကြောင့်လဲဆိုတော့အခု white mall မှာက SNA တွေရှိတယ်၊ Warazu ပြည်သူစစ်တွေရှိတယ်၊ Adam ပြည်သူစစ်ရှိတယ်၊ Sukhong တင်းရင်းရဲ့ပြည်သူစစ်ရှိတယ်၊စစ်ခွေးတွေရှိတယ်၊ရဲခွေးတွေရှိတယ်၊ Lhasa Anwa ရဲ့ပြည်သူစစ်တွေလည်းပဲအခု ခု white mobile ကို in app 90ကျော်ထပ်ပြီးမှပို့ဆောင်ထားတယ်ဆိုတာကိုသိရတယ်ဆိုတော့အဲ့ဘက်မှာအခုအဖွဲတစ်ဖွဲလည်းထပ်ပြီးမှဝင်လာခဲ့ပြီဆိုတော့အခုကဒီ white mole မြန်ဘက်မှာဒီစစ်ခွေးတွေဘက်ကနေမှအဖွဲခုနှစ်ဖွဲလောက်နဲ့သူတို့ထိုးစစ်ဆင်လာခဲ့ပြီဆိုတော့အဲ့ဘက်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်လာဆရာကြောင်းရှိတယ်ဘယ်အချိန်မှနားမလဲဆိုတော့ခွေးတွေမတာပေါ်ကုန်တဲ့အချိန်မှနားမယ် နော်နောက်တစ်ခုကတော့အခုဒီဗတ်မောက်ဗတ်မောက်မှာကဒီစစ်ခွေးတွေဘက်ကနေမှတနေ့ကိုဘုံအနည်းဆုံး၁၀လုံးလာကျဲသွားတယ်အခုစစ်ခွေးတွေကဘလို့လုပ်တယ်လဲဆိုတော့ဗတ်မောက်မြို့ရဲ့အပြင်မှာရှိနေတဲ့ယူအာတွေကတော့စစ်ဆောင်တွေကုန်ကြပြီဆိုတဲ့အခါမှာအခုသူတို့ကတော့ယူအာတွေကိုသူတို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ပြီးလို့ရှင် SNA ခွေးတွေနဲ့စစ်ခွေးတွေရဲခွေးတွေပေါင်းပြီးမှတိုးလာတယ်ပြီးလို့ရှင်သူတို့ရောက်တဲ့နေရာရဲ့ရှေ့မှာဘုံပြန်ကျဲတယ်ကျဲပြီးမှသူတို့တက်လာခဲ့ကြတယ်အ ခုကတော့ဗမ်းမောက်မြို့ရဲ့ဆယ်မိုင်လောက်ဝေးတဲ့နေရာမှာနေ့တိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့ကြောင်းသိရတယ်ပြီးလို့ရှိရင်အခုနတ်ရဲကံပြူဟာကုန်းစခန်းကိုအာကတတော်နဲ့ပူပေါင်းတော်လိုက်ရဲဒီဘက်ကနမတိုက်ခိုက်သိမ့်ပိုက်ခဲ့ပြီးပြီဖြစ်တဲ့နတ်ရဲကံပြူဟာကုန်းမှာရှိနေသောတရားကျော်လောက်ကခွေပြဝတ်ပြပြေးသွားတယ်ပြေးသွားတဲ့ဥစ္စာကိုအာကတတော်နဲ့ပူပေါင်းတော်လိုက်ရဲဒီဘက်ကနမတိုက်ခိုက်ရှင်းလင်းနေတာတွေရှိတယ်အဲ့ချိန်မှာသူတို့ကဒီပစီဝါမှာရှိနေတဲ့ခွေးတွေနဲ့တွားပေါင်းတယ် ယ်ဒါကြောင့်မို့အခုကနတ်ရေကံပြူဟာကုန်းနဲ့ပစီရွာရဲ့ကြားထင်းမှာအရခတ်တတော်နဲ့စစ်ခွေးတွေတိုက်ပွဲတွေအင်မတားမှပြင်းထန်နေတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ ပြီးလို့ရှိရင်နောက်တရင်တပုတ်နေနဲ့ကတော့မင်းက NCA နဲ့ဆယ်နှစ်ပြည့်စစ်ခွေးတွေလုပ်တဲ့အခမ်းအနားထဲမှာ FPNCC ဖွဲ့ကနေမှ NCA ထဲမှာလက်မှတ်မရေးထိုးထားတဲ့ဝါတွေပါပါတယ်။ဘာကြောင့်မို့လဲဆိုတော့စစ်ခွေးတွေလုပ်တဲ့နေရာတိုင်းမှာတရုတ်ဒီကတော့စစ်ခွေးတွေလုပ်တဲ့အရာအားလုံးကိုအားပေးနေတာဖြစ်တဲ့အတွက်ကြောင့်အခုဒီ NCA ဆယ်နှစ်ပြည့်ထဲမှာလည်းပဲဝါတွေကိုမတော်မနေရဆိုတဲ့အဲ PR တွေကြောင့်ဝါတွေဖွဲ့ကနေမှတက်ရောက်တယ်ဆိုတဲ့အကြောင်းသိရတယ် တယ်ဆိုတော့အခုဒီ FPNCC အဖွဲ့က၃ဖွဲ့ဖြစ်တဲ့ NDA SSPP နဲ့အခု WhatsApp ဖွဲ့ဒီဘက်ကနေမှစစ်ခွေးတွေပြုတ်လုတဲ့ NCA ဆင်းပြည့်ထဲမှာတက်ရောက်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းတယ်နော်ဆိုတော့အခုကျမတို့နောက်ဒရင်တပုတ်နေနေကတော့ ဒီအော်တိုဘာလ17ရက်နေ့တော့ဖြစ်ပွားခဲ့တဲ့ Starling ပြဿနာနဲ့ပတ်သက်ပြီးတော့ကျမရဲ့ခံယူချက်လေးတွေကိုပြောပြချင်တယ်။ဘာကြောင့်မို့အခုဒီအချိန်ကြမှာကျမပြောတယ်လဲဆိုတော့အော်တိုဘာလ17ရက်နေ့တော့ဖြစ်ပျက်ခဲ့တဲ့အချိန်မှာတော့ ကျမရဲ့မျက်စိထဲမှာကယိုယိုမိသားစုလိုပဲရံဖြစ်ကြတဲ့ပုံစံအနေနဲ့ပဲကျမမြင်တယ်။ဒါကိုကျမအနေနဲ့အပြစ်ကြီးလို့မမြင်တဲ့အတွက်ကြောင့်ဒရင်ထဲမှာမတင်တာဖြစ်တယ်။တကယ်လို့သားဒီ PTFD ရဲ့နေရာထဲမှာစစ်ခွေးတွေသာဆိုလို့ရှိရင်ဒီမိသားစုဒီဘက်ကနေမှဒီလိုမျိုးမပြောနိုင်ဘူး။ စစ်ခွေးတွေလာတယ်နင့်တို့ကိုငါတို့ပြောထားပြီးပြီစက်တင်ဘာလ26ရက်နေ့နောက်ဆုံးထားပြီးနင့်တို့ကိုတက်ဆိုင်တဲ့နေရာမှာအကြောင်းကြားပါလို့ပြောတယ်နင့်တို့အကြောင်းမကြားဘူးဒါကြောင့်မို့ငါတို့ဖြုတ်သိမ်းမယ်ဒါမှမဟုတ်လို့ရှင်ဒံဝေဘလောက်ဆောင်ရမယ်အဲ့လိုမျိုးပြောလိုက်မယ်တကယ်လို့ဒါအင်ရှင်နေဘက်ကနေမှာအခုဒီ PDF တွေကိုရမ်းတွေ့တယ်လို့ဒါတွေ့ခဲ့တယ်ဆိုလို့ရှင်တော့စစ်ခွေးတွေကတော့ဒီမိသားစုတွေကိုဝတ်တရားနှုတ်ဆက်မှုဆိုပြီးမှထောင်ချနိုင်တယ် တက်ပစ်နိုင်တယ်ဒါတွေအများကြီးရှိတယ်ဒါပေမဲ့ကျတို့ဒီ PDF လူငယ်လေးတွေဟာစစ်ခွေးတွေလို့မကြင့်တုံးခဲ့ဘူးသူတို့ဘက်ကနေမှတယောက်နဲ့တယောက်စကားအော်ကြတယ်စကားများကြတယ်တိတ်ချစ်စရာကောင်းတဲ့မိသားစုဒုစုလူတောင်ဖြစ်နေကြတယ်ဆိုတော့အခုဒီနေ့ကြမှာပဲဘာကြောင့်ဒီဥစ္စာကိုပြောလာတယ်လဲဆိုတော့အခုဒီအော်တိုဘလာ12ရက်နေ့တုန်းက အန်ယူဂျီဒီဘက်ကနေမှစာထုတ်လာတဲ့အဥ္စာရှိတယ်အဲ့ထက်မှပါပြောတယ်လဲဆိုတော့အခုဒီ PDF လူငယ်တွေဟာသူတို့လက်လျှောက်ရမဲ့စီးကန်းတွေကိုချို့ဖောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီပါဝင်တဲ့ PDF လူငယ်တွေကိုထိထိရောက်ရောက်နဲ့အေးအေးယူမယ်လို့ပြောတယ်။ကျမတေးဦးတေးရောက်တဲ့အနေနဲ့ကတော့လုံးဝကန့်ကွက်ပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အခုအချိန်ဟာတော်လရဲကာလဖြစ်တယ် ြီးလို့ရှိရင်နောက်တစ်ခုကတော့အခုကျမတို့ရဲ့ PDF လူငယ်တွေဟာစစ်ရဲထဲမှာဘောင်းသွင်းပြီးတော့စစ်ရဲတွေကိုကောင်းကောင်းတင်ယူပြီးတော့အခုနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်နေတဲ့လူငယ်လေးတွေမဟုတ်ကြပါဘူးစစ်ခွေးတွေရဲ့မတရားမှုကိုဆန့်ကျင်ခြင်းနဲ့စိတ်သက်တစ်ခုကြောင့်သာလက်နက်ကင်လာနေတဲ့သူတွေဖြစ်တဲ့လူငယ်တချို့တွေတောင်မှနော်ထောက်ဖို့ထဲမှာလည်းမပါဘူးဘေးဉဏ်မှမပါဘဲနဲ့နိုင်ငံခြားကိုထွက်ပြီးမှ ကိုယ့်ရဲ့ one စာအတွက်ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်လုပ်နေတဲ့အချိန်မှာဒီလူငယ်တွေဟာတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးပြီးမှထမ်းဆောင်နေတဲ့လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်ဟုတ်တယ်နင်တို့ဟာဒီလူမျိုးပြည်သူတွေကိုမလုပ်ကြပါနဲ့ဆိုပြီးမှခေါ်ပြီးမှပြောဆိုတာကလွဲပြီးရင်ထိရောက်စွာအေးအယူမယ်ဆိုတဲ့အပိုင်းပေါ်မှာတော့ကျမတူဦးတယောက်တည်းအနေနဲ့ကတော့စန့်ကျင်နေဆိုတဲ့အကြောင်းပြောချင်တယ်ဒီ Starling နဲ့ပတ်သက်ပြီးတော့ Starling ကိုကင်ထားတဲ့မိသားစုတွေကိုလည်းကြွားပြောချင်တာက တော်လာရဲတွေအုတ်ချုပ်ထားတဲ့နေရာထဲမှာနေတဲ့သူတွေဟာတိုက်ပွဲဖြစ်ပွားနေတော့မြို့ရွာတွေမှာ နေတဲ့ပြည်သူတွေထက်ပိုပြီးမှသတိထားရမယ်။ဘာကြောင့်လဲဆိုတော့ဒီလူမြောက်တဲ့နေမြေအထင်းမှာနေတဲ့သူတွေကိုစစ်ခွေးတွေကတော့ဤမျိုးစုံနဲ့ထောက်လန်းနေတယ်။စစ်ခွေးတွေကခွေးယူပြန်တဲ့အချိန်မှာလေရင်ဘုံကျဲတွေဓာတ်တွေမိရှို့ဓာတ်တွေလှုပ်လာနိုင်တယ်။စက်တင်ဘာလ26ရက်နေ့နောက်ဆုံးထားပြီးမှတည်င်းပိုပွဲပါလို့ပြောတဲ့အဥ္စါကိုဘာကြောင့်မို့ဒီမိသားစုကနေမှတော်လ ာရဲတွေပြောတဲ့ဥစ္စာကိုဂယုမစိုက်တာလဲဒီ you are ထဲမှာတခုခုဖြစ်လာတယ်ဆိုလို့ရှိရင်နင်တို့တာဝန်ယူမလားလို့ပြောချင်တယ်เนาะဆိုတော့ဒီနေ့ကျမတို့ဒီတော်လာရဲထဲမှာဘာနဲ့တူတယ်လဲဆိုလို့ရှိရင်စပွဲခြေခုံနဲ့တူတယ်စပွဲဟာဘလောက်ပဲတန်ဖိုးရှိတဲ့စပွဲဖြစ်ပါစေခြေတော့မကောင်းရင်အချီနီးပဲဖြစ်တယ်ဆိုတော့ဒီစပွဲထဲမှာခြေနှစ်ချောင်းရှိတယ် တော်လာရင်မိသားစုတွေနဲ့အတူ PDF ဆိုတဲ့ခြေတော့ရှိတယ်ဆိုတော့ဒီခြေတော့နှချောင်းဟာကိုယ်နဲ့တက်ဆိုင်တော့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက်တာဝန်ရှိတယ်ဒီခြေတော့တစ်ဖက်ဖြစ်တဲ့ PDD လည်းပဲเนาะကိုယ့်ရဲ့သားသမီးတွေဖြစ်တဲ့ PDF တွေဟာတချို့ဆိုလို့ရှိရင်လဲနှစ်ရှိပြီးသုံးနှစ်ရှိပြီးနှစ်နှစ်ရှိပြီးဒီလိုမျိုးကလေးတွေကိုတကယ်လို့မားခရင်တောင်မှ ကိုဘက်ကနေမှကိုရဲ့သားသမီးလိုပဲဆုံးမရမယ်တာဝန်ရှိတယ်။ပြီးလို့ရှိရင် PDF တွေကတော့စစ်ရဲအရာသူတို့ဘက်ကနေမှဒါမလို့ရဘူးဒါမလို့ရဘူးဒါမလို့ရဘူးလို့ပြောလို့ရှိရင်လိုက်နာဖို့ရတော့အဆင်တင်ဖြစ်ရမယ်။ဘယ်ဘက်ကနေမှကိုပါဝန်နိုင်တယ်လဲ။ပါဝန်နိုင်တဲ့ဘက်ကနေမှလုံးဝလိုက်လျှောက်ပေးပါ။အခုဒီ Starlink ဆိုတာဟာအင်တာနက်ဖြစ်တဲ့အတွက်ကြောင့်အင်တာနက်ကနေမှ အရာမျိုးစုံကိုစစ်ခွေးတွေဘက်ကနေမှထောက်လန်းနိုင်တယ်အခြေမြင့်ယူနိုင်တယ်တကယ်လို့သာ ခမားကြောင့်ကို့ကြောင့်နင့်ကြောင့်စစ်ခွေးတွေကဒီယူအားကိုတခုခုလုပ်တယ်ဆိုလို့ရှိရင်နင့်တာဝန်ယူမလားငါတာဝန်ယူရမလားเนาะဒါတွေကြောင့်ခြေတော့တစ်ဖက်ဖြစ်တဲ့ပြည်သူတွေလည်းပဲဒီစပွဲတစ်ခုကို ခိုင်မြဲအောင် ကောင်းအောင်ထားဖို့ရတဲ့တော်လရင်မိသားစုဒီထဲမှာလဲတာဝန်အပြည့်အဝတရားရခိုင်နှုန်းရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒီ PDF ဆိုတဲ့ခြေထောက်ထဲမှာလဲသူတို့နဲ့သက်ဆိုင်တဲ့တာဝန်တွေကိုကျေပွန်းတယ်လို့ပဲနောက်ခြေထောက်ဖြစ်တဲ့ PDD ရဲ့ဘက်မှာလဲပဲကိုနဲ့သက်ဆိုင်တော့နေရာထဲမှာတာဝန်ကျေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ဒီ PDF လူငယ်တွေဟာတရားရခိုင်နှုန်း ကောင်းမွန်တဲ့လူငယ်တွေမဟုတ်ပါဘူးတပ်ဖွဲ့တစ်ဖွဲ့ထဲမှာနည်းနည်းလေးအာခံချင်တာတွေနည်းနည်းလေးဆိုးတာတွေကတော့တယောက်နဲ့ယောက်ပါမှာပဲဒါပေမဲ့တော်လာရဲ့မိသားစုဘက်ကနေလည်းပဲကိုယ့်ရဲ့သားသမီးတွေလိုပဲပြုပြင်ရမှာဖြစ်တယ်ဒါပေမဲ့ခဏတော့ကဒီဗီဒီယိုထဲမှာတွေ့ရတယ်လို့เนาะဆက်ဆက်တိမခံဒါမျိုးတော့လုပ်ဖို့မလိုပါဘူး ကိုဘက်ကနဲ့ဆက်စပ်တိမခံဘူးဆိုလို့ရှိရင်လည်းချက်ထားတဲ့စီမင်းစည်းကမ်းတွေကိုလည်းဆက်စပ်တိမခံအောင်ကာကွယ်ရမယ့်တာဝန်ကိုမှရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့ဒီမိသားစုတွေနဲ့စကားလာများခဲ့တဲ့ PDF တွေကိုထိထိရောက်ရောက်ရေးယူမယ်ဆိုတဲ့ပိုင်းမှာနှွေဦးမယ်ကတော့လုံးဝမထောက်ခံပါဘူးဆန့်ကျင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒီတော်လရဲကာလအထဲမှာကျတော့တော်လရဲတွေအချင်းချင်းမကာကွယ်ဘူးဆိုလို့ရှိရင်စစ်ခွေးတွေ ဘောမာရီကနေမှကျွတ်တို့ကိုပြောတယ်လို့ကျွတ်တို့တော်လာရဲတွေချင်းချင်းပြောနေတာဟာမာယွင်းတော့အရာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ကြီးတဲ့အမှုကိုငဲအောင်လုပ်မယ်ငဲတဲ့အမှုကိုပပျောက်အောင်ကကျွတ်တို့တော်လာရဲတွေချင်းချင်းလုပ်ရမယ့်တာဝန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ဆိုတော့အခုကျွန်တော်တို့နောက်တင်တပုတ်အနေနဲ့ကတော့စက်တင်ဘာလ10ရက်နေ့ကနေမှအောက်တိုဘာလ10ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ 60ကြိမ်မြောက်သောကုလအစည်းအဝေးကိုပြုလုပ်ခဲ့တယ်။အဲ့အစည်းအဝေးထဲမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်။အဲ့ထဲမှာဆွေးနွေးခဲ့တာကတော့စစ်ခွေးတွေကဘလောက်အထိခွေးယူပြန်နေတယ်လဲ။ပြည်သူလူထုတွေကိုဘလောက်အထိညှဉ်းပန်းနှိပ်စက်နေတယ်လဲဆိုတဲ့အဥ္စာတွေဆွေးနွေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီလူအခွင့်ရေးအစည်းအဝေးထဲမှာမြန်မာနိုင်ငံကနေမှရိုက်ကူးထားတဲ့ဗီဒီယိုအထောက်ထားတဲ့အများကြီးလဲကုလသမဂ္ဂတွေကိုတင်ပြထားတာတွေအများကြီးရှိတယ်။တက်တယ်ထောက်ထားရင်းနဲ့ဆွေးနွေး းထားတာရှိတဲ့အတွက်ကြောင့်အခုကိုလာကနေတော့စစ်ခွေးတွေရဲ့မိုင်းရိုက်မှုတွေကိုပြောဆိုခဲ့တာတွေရှိတယ်။ဒီကိစ္စကို အခုစစ်ခွေးတွေရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကနေမှတော့အထောက်ထားမဲ့ဒီလိုမျိုးမြန်မာနိုင်ငံကိုအပြစ်ရှာတဲ့ပုံစံနဲ့ပြောဆိုသွားတယ်ဆိုပြီးမှအပြစ်တင်ဆွဆွဲမှုကိုပြုလုပ်ခဲ့တယ်။ဒါကြောင့်မို့အော်တိုဘာလ73ရက်နေ့မှာတော့နိုင်ငံခြားရေးဝန်ကြီးဌာနကနေမှစာတစောင်ထုတ်ခဲ့တယ်။အဲ့စာထဲမှာဗာပြောလေဆိုတော့အခုဒီစစ်ခွေးတွေလုံမဲ့ရွေးကောက်ပွဲကနေမှ ှတက်လာခဲ့တဲ့ခွေးတွေကိုချုပ်ချာအာဏာပေးအပ်မှာဖြစ်တဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုမြမနီးမြမဟာနဲ့ပြုတ်လုသွားမှာဖြစ်တဲ့ပြုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေရဲ့ အခွင့်အရေးတွေကိုပုံမပြီးတော့တုံးမြင့်လှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းတွေပါပြီးမှထုတ်ပြန်ထားတာကိုတွေ့ရတယ်။ဆိုတော့သဘောကျတဲ့အရာတစ်ခုကတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုမြန်မာမျိုးမြန်မာဟာနဲ့ပြုတ်လုသွားမယ်လို့ပြောတယ်။ဆိုတော့ဒါပဲနေမှာပေါ့နော်။ကျတော့မြန်မာတပြည်လုံးကိုဘုံကျဲတာဟာမြန်မာမျိုးမြန်မာဟန်ဒီမိုကရေစီပြုတ်လို့ရှင်တဲ့တိုင်းရင်းသားလက်နက်ကိုင်ဒီဟာကိုယ့်ရဲ့ပြည်နယ်ထဲမှာကိုအုပ်ချုပ်ချင်တယ်လို့ပြောတဲ့အခါမှာစစ်ခွေးတွေကပြောတယ်မရဘူးငါတို့အုပ်ချုပ်မယ် ဒါရီကလည်းပဲမြန်မာနေမြန်မာဟာဒီမိုကရေစီလားနော်ပြီးရင်အခုဒီနေ့ကျွန်တော်တိုင်ရင်သားတိုင်းဟာကိုယ့်ရဲ့ပြည်နယ်မှာရှိတော့စစ်ခွေးတွေကိုနေတော့နေရာကိုတွားကြငိုတို့ရဲ့ပြည်နယ်ငိုတို့ရဲ့တိုင်းထဲမှာကိုယ့်ပြည်နယ်ကကိုယ့်ရဲ့တိုင်ရင်သားတွေကိုအုပ်ချုပ်ကြပါမယ်လို့ပြောတဲ့အခါမှာလဲစစ်ခွေးတွေဘက်ကနေမှမရဘူးငိုတို့စစ်ခွေးတွေရဲ့နေရာကိုနေတော့ယူလိုက်တယ်အဲ့နေရာကိုငိုတို့ပြန်ယူမယ်ဆိုပြီးမှဒီနေ့တိုက်ခိုက်နေတဲ့ဥစ္စာတွေလည်းပဲမြန်မာနေမြန်မာဟာနဲ့ပြုတ်လုတဲ့ဒီမိုကရေစီခေါ်တာလား နော်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ထဲမှာဖျားသက်ပြီးတော့ပန်းကတ်တာကိုဖမ်းတဲ့ဥစ္စာတွေလည်းပဲမြန်မာနေမြန်မာဟန်ဒီမိုကရေစီကိုဖော်ဆောင်နေတာလားဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းပွဲကိုလုပ်တဲ့အခါမှာဖမ်းဆီးတာလည်းပဲမြန်မာနေမြန်မာဟန်ဒီမိုကရေစီလားလို့မေးချင်တယ်ဒီမိုကရေစီကိုမြန်မာနေမြန်မာဟန်နဲ့ဖော်ဆောင်မယ်ဆိုတာဟာဘာကိုဆိုလိုချင်တာလဲသူများနိုင်ငံနဲ့မတူညီတော့ဒီမိုကရေစီ ကိုပြောချင်တာလားသူများနဲ့မတူတော့ဒီမိုကရေစီဖြစ်လို့ပဲဒီနဲ့ရွေးကောက်ပွဲတောင်မှဒီမိုကရေစီနည်းရရရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့ပြောပေမဲ့လည်းပဲခွေးတွေကိုတလနလအငိမ့်စားပေးလိုက်တယ်တလနလအငိမ့်စားယူပြီးတော့အခု ကျန်းဖွတ်တွေမှာနေရာယူပြီးမှမြန်မာနိုင်ငံမှာကျန်းဖွတ်ကနေမှအိုးဆောင်ဖွဲ့တွေလှုပ်ဆောင်နေတာဟာဒါကမြန်မာနည်းမြန်မာဟန်ဒီမိုကရေစီကိုပြောချင်တယ်လားဆိုတာကိုနင့်တို့စစ်ခွေးတွေတီးဖို့လိုတယ်။ဒါကိုဆက်ပြီးမှမပြောခင်မှာကျတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်။တို့ဘက်ကထုတ်ပြန်ခြင်းကတို့တို့ထုတ်ပြန်တယ်မြန်မာဘက်ကလည်းထုတ်ပြန်ခြင်းထုတ်ပြန်တယ်ထုတ်ပြန်တဲ့နှစ်ခုလုံးကတော့ဒါသိကွဲလွဲတာတော့သိမရှိလောက်ဘူးပေါ့ရိုက်တာလိုမျိုးသတင်းထဏာကဘာပြောလဲဆိုတော့မြန်မာယူကော့ပွဲကိုအာဆီယံက ဒီအပိကူညီထောက်ပံ့မယ်ဆိုတဲ့အချက်ရယ်။စောင့်ကြည့်ရတဲ့ကိုယ်စီလွတ်ပေးမယ်ဆိုတဲ့အချက်ရယ်။အဲ့ဒီနှစ်ချက်ကိုရိုက်တာမင်းမျက်နှာကိုမလေးချနိုင်တဲ့ဦးကြီးစနာခွန်တော့မပြောင်းဘာမှချက်မှအများကြီးမပေးဘူး။မပေးတော့ဒီမှတ်ချက်မပေးဘူးဆိုတဲ့ဒီဒီပဲကိုကလေးကဒီစကားတွေကမြန်မာအစိုးရထုတ်ပြန်ချက်ထုတ်ပြန်ထားတဲ့စကားတွေကမှန်ကန်တယ်လို့မလေးချနိုင်တဲ့ဦးကြီးစနာနှုတ်ဆက်နေပြီးတဲ့သဘောပဲ။မြန်မာဘက်ကပြောနေတာမှန်တယ်ဆိုတော့ဟိုဘက်ကနှုတ်ဆက်ပြီးတယ်။ဒီအချက်တွေကြီးချင်းအဖြစ်တော့အာဆီယံနိုင်ငံတွေနဲ့မလေးရှားနဲ့မြန်မာနိုင်ငံပေါ်မှာစဉ်းစားကြတယ်သူတို့ပြောင်းလဲလာပြီဆိုတော့တွေ့ရတယ်။အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဝန်ကြီးက မြန်မာကဗိုလ်သူဝန်ကြီးမဲအွန်လိုင်းကိုတကူးတကလာပြီးမြန်မာပြည်မှာလာတွေ့ရတယ်အလော်တကြီးအရေးပေါ်လာတွေ့ရတယ်မလေးရှားနိုင်ငံတိုင်းဝန်ကြီးမြန်မာခီးစင်ဟာရိုးရိုးတန်းတန်းပြောရဲတာမန်ခီးစင်တော့မဟုတ်တော့ဘူးဒါကြီးကမြန်မာအစိုးရရဲ့အတွက်တော့ရိုးတက်တယ်ဂုံတိခါရရိုးတက်တယ်ခီးစင်တခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်အောက်တိုဘာလ9ရက်နေ့တုန်းကကျွမျိုးမြင့်ကနေမှပြောသွားတဲ့စကားဖြစ်တယ်အခုမလေးရှားမီဒီယာကနေမှစစ်ခွေးတီရဲ့ ထုတ်ပြန်ချက်မာရွေးနဲ့အပေါ်မှာသူတို့ဘက်ကနေမှအမှန်တွေကိုပြန်ပြောလာတဲ့အတွက်ကြောင့် reaction လုပ်ရခြင်းဖြစ်တဲ့ကျော်မျိုးမင်းပြောသွားတာကတော့အများကြီးပဲအဲ့ထက်ကနေမှတော်တော်လေးဖြတ်ထားတယ်ကျော်မျိုးမင်းပြောသွားတာကတော့ဒီခွေးတွေထုတ်ပြန်ချက်နဲ့မလေးရှားတွေရဲ့ထုတ်ပြန်ချက်တွေကတူညီတယ်အဲ့ထက်မှာကြွားချတာတခုပဲရှိတယ်ဒါကဘာလဲဆိုတော့အာဆီယံရဲ့ဘုံသဘောတူညီချက်ကိုစစ်ခွေးရဲ့ထုတ်ပြန်ချက်ထဲမှာမပါဘူးအာဆီယံရဲ့ထုတ်ပြန်ချက်ထဲမှာပါသွားတယ်လို့ပြောတယ်ဆိုတော့အခုအာဆီယံကနေမှခွေးကြဘူး ုတို့ကိုအာဆီယံအစည်းအဝေးထဲမှာမသက်ခိုင်းတာလဲဒီဘုံသဘောတူညီချက်၅ချက်ဖြစ်တယ် ဒါကိုအခုဒီကျွန်မျိုးမြင့်ကတော့နော်ပေါ့ပေါ့ပြောသွားတယ်မပေါ့ဘူးဒါဟာအဓိကအချက်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့ပဲခွေးတွေတောင်မှဒါကိုမလိုက်လျှောက်တာလေဆိုတော့အခုမလေးရှားဝန်ကြီးကရွေးကောက်ပွဲလုပ်မယ်ဆိုတော့ကိုကြားရတဲ့အတွက်ကြောင့်ဝမ်းသာတယ်ရွေးကောက်ပွဲကိုတရားမျှတစွာနဲ့လုပ်နိုင်ဖို့အတွက်မျှော်လင့်နေဆိုတဲ့အကြောင်းတွေပြောသွားခဲ့တယ်တစ်ချိန်ထဲမှာပဲပြည်သူလူထုဒီကိုညှင်းပန်းနေတဲ့အချိန်မှာလုတ်တဲ့ရွေးကောက်ပွဲဟာတရားမျှတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောသွားတယ်ကြွတ်ထင်တာကတော့ရိုက်တာကတော့ စစ်ခွေးတွေရဲ့ထုတ်ပြန်ချက်ပေါ်မှာမူတည်ပြီးတော့မလဲဝင်ကြီးကိုမဲကိုမဲလိုက်တာပဲထင်တယ်။ ရိုက်တာကလည်းမမေးသွားတာဟာစစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲကိုအာဆီယံကလည်းမထောက်ခံတဲ့အာဆီယံဘက်ကနေလည်းပဲစစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ပေးမဲ့သူတွေเนาะဇေလွတ်မယ်ဆိုတာဟုတ်သလားဆိုပြီးမှမေးလိုက်တယ်ဆိုတော့ဒီထဲမှာကြော်မျိုးမျိုးပြောသွားတာက မလေးဝန်ကြီးဒီဘက်ကနေမှတိတ်တိတ်နေချင်းဟာစစ်ခွေးတွေထုတ်ပြန်ချက်ဟာမန်ကန်နေဆိုတဲ့ဥစ္စာကို မလေးဝန်ကြီးကနေမှ နှုတ်ဆက်ခြင်းအပြင်မန်ကန်ကျောင်းကိုထောက်ခံတယ်လို့ပြောတယ်မမန်ကန်လို့ပဲအခု online ကနေမှတရေဝင်ထုတ်ပြန်လာခဲ့ပြီးအခုစစ်ခွေးဒီမှာကတော့ဘာကိုရှက်ရမှမသိသလိုအရှက်ကြောပြက်နေတဲ့သူတွေလည်းဖြစ်တယ်။ဒါကြောင့်မို့သူတို့ဟာအခုသူတို့ရဲ့ထုတ်ပြန်ချက်ကမာရွေးနေဆိုတဲ့ဥစ္စာကိုမလဲဝန်ကြီးကနေမှစစ်ခွေးနဲ့တွေ့တွေ့တဲ့ခါမှာဒီလိုပြောဆိုခဲ့တယ်ဆိုတဲ့ဥစ္စာကိုအခုကဘာတိအောင်ကြေညာလိုက်ပြီးခွေးတွေကတော့အခုအချိန်ထိမရှက်တတ်တဲ့ဘူး နော် ကုလကနေမှမြန်မာနိုင်ငံကနေမှပေးပို့ထားတဲ့လူအခွင့်ရေးပိုင်းဆိုင်ရာချုပ်ဖောက်မှုအများကြီးကိုဓာတ်ပုံတွေနဲ့ဗီဒီယိုတွေနဲ့ကုလကိုတင်နာပီးတာဖြစ်တဲ့အတွက်ကြောင့်ကုလကတော့တည်ပီးတာဖြစ်တယ်ဒါကြောင့်မို့ပဲအခုခွေးတွေရဲ့ခွေးယူပြန်မှုကိုပြောတဲ့အခါမှာခွေးတွေရဲ့နိုင်ငံเจ้าဝန်ကြီးကတော့မခံမရက်ဖြစ်နေတာ နော်ဒရင်ကျွနယ်တုန်းကစီမီထွန်းပူဇော်ခဲ့တဲ့တော်လာရဲတွေကိုတပ်ပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကမ္ဘာရဲ့မီဒီယာတွေထဲမှာပါနေတယ်လို့ပဲ TV live show ထဲမှာပါဖော်ပြထားတာတွေကိုတွေ့ရတယ်ဒါတို့ကြည့်ချင်တဲ့အပြင်ခွေးတွေဟာလူကောင်းအလုပ်ကိုလုပ်နေသလားဒါမှမဟုတ်ခွေးယူပြန်စမြဲပြန်နေသလားဆိုတော့သူတို့သိပြီးတာဖြစ်တယ်ဒါကိုသူတို့ဘက်ကနေမှတတ်နိုင်တယ်လို့ကတော့ဖုံးဖိပြီးမှပြောနေတာပဲနော်လူဆိုရင်တော့အချက်နဲ့လူလုပ်တယ် ခွေးတွေကတော့အချက်နဲ့ခွေးမဖြစ်နေဘူးနော်နင့်တို့ခွေးတွေရှက်တက်ရင်တော့ချက်ချင်းချက်လဲတဲတော့ဖို့အရေးကြီးတယ်လို့ပြောချင်တယ်နော်ဒီ channel ကိုတည်တည်ဆိုရင် like and subscribe ပြီးခင်ဗျာပြီးကြပါလေနော်